ကရင်အမျိုးသားအစည်းအရုံး KNU ဘိတ်တဝဲခရိုင်တပ်မဟာလေးနေမြေတဲကစစ်ကောင်စီရဲ့ထိထားပြီးဟွာစခန်းဧပြီ16ရက်နေ့မှာတင်ပိုင်နိုင်ခဲ့ပါတယ်။ဒီအတွက်တိုက်ပွဲဝင်တော်လှန်ရေးအင်အားစုတွေကိုဂုဏ်ပြုကြောင်း KNU ဘိတ်တဝဲခရိုင်ဥက္ကဋ္ဌနဲ့တပ်မဟာလေးတပ်မမှုတို့ကလက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။ထိထားပြီးဟွာစခန်းကိုဧပြီ12ရက်ကစတင်တိုက်ခိုက်ခဲ့ပြီးဧပြီ16ရက်အထိစခန်းသိမ်းတိုက်ပွဲကာလအတွင်း KNU KNLA တမဟာလေးနဲ့အတူစောစောတမန်တိုက်ပွဲဝင်ခဲ့တဲ့မဟာမိတ်တော်လှန်ရေးအင်အားစုတွေရဲ့အဖွဲ့အမည်တွေကိုဖော်ပြပြီးဂုဏ်ပြုခဲ့တာပါစစ်အာဏာရှင်စနစ်အပအဝင်အာဏာရှင်စနစ်ချုပ်ငြိရေးနဲ့ Federal ပြည်ထောင်စုတည်ထောင်ပြီးငြိမ်းချမ်းတဲ့လူအဖွဲ့အစည်းကိုပြန်လည်တည်ဆောက်လို့တဲ့ရဲဘော်ရဲဘက်တွေရဲ့ပိတ်ဆက်မှုတွေကိုလည်းမှတ်တမ်းတင်ကြောင်းဖော်ပြပါတယ်အခုလိုအောင်ပွဲရရှိစေဖို့ဤပညာအားနဲ့ဖြစ်စေ၊ဘန်တာငွေအားနဲ့ဖြစ်စေအဖက်ဖက်ကနေကုညီပံ့ပိုးသူတွေ တိုက်ပွဲဝင်ရဲဘော်တွေဘေးကင်းစေဖို့ဆူတောင်းမြေတာပို့ပြီးစိတ်တက်ခွန်အားပေးကြတဲ့ပြည်သူတွေကိုလည်းယေစုတင်ကြောင်းဂုံပြူမှတ်တမ်းလွှာမှာရေးသားထားပါတယ်။ဒါအပြင်တိုက်ပွဲတွင်သိမ့်ပတ်ရရှိထားတဲ့လက်နက်ခဲယံတွေနဲ့အတူအောင်ပွဲခံနေတဲ့တော်လှန်ရေးရဲဘော်တွေရဲ့မှတ်တမ်းထပ်ပုံကိုလည်းတမဟာလေးဒဝဲခရိုင်အတွင်းရင်မူဘတူစောအင်နာကထုတ်ပြန်ပါတယ်။အဲ့ဒီစကန်းသိမ့်တိုက်ပွဲတွင်စစ်ကောင်စီတပ်ကဗျူဟာမှုတိုက်ဆုံးခဲ့တယ်လို့တိုက်ပွဲမှာပါဝင်တဲ့ FFD အဖွဲ့အတူတာဝန်ခံကိုအောင်အောင်ကပြောပါတယ်။ နောက်ပြီးထိဒါဗျူဟာစခန်းကိုသိမ်းပိုင်နိုင်ခြင်းဟာတမဟာလေးနေမြေမှာဗျူဟာအဆင့်စခန်းကို ပထမဆုံးသိမ်းနိုင်ခဲ့တာလို့ခရိုင်အတွေ့အေမှုဘဒိုစောအင်နာကဆိုပါတယ်ထိဒါစခန်းလေးဟာအရင်က KNU ဗိတ်တဝဲခရိုင်အုပ်ချုပ်ရေးအဖွဲ့ဌာနချုပ်နေမြေဖြစ်ပြီးနှစ်ပေါင်း28နှစ်အကြာမှပြန်လည်သိမ်းပိုင်နိုင်ခဲ့တာလို့သိရပါတယ်ရှင်